မင်္ဂလာပါနော်နေဦးမိသားစုပေါင်းတို့ရေနေဦးဖက်မီ channel လေးကနေလဲကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ခေါက်မှာတော့ဆရာခက်စောရေ PMN ကိုအခြေခံပြီးရေးသားထားတဲ့ဒဝေနှင်းစီဝိတုလီအားမျှဝေပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒဝေနှင်းစီအခန်းတက်1955ခုနှစ်ဒဝေခရိုင်တည့်ရချောင်းမြို့နယ်တန်ခွာချောင်းပြား ဂျွန်လမိုးသည်မိုးတုံတစ်တော်အုတ်ဆိုင်ညိုညိုပေါ်သို့တစိမ့်စိမ့်စူစူသားဖဲ့သူဆိုဒေါန်တော်မွန်ဆိုမငိုပါနာစူစူသားဒေါန်တော်မွန်အငုံသားတွန်ကြွန်ကင်းလာပြီဆိုပွီးတံကတူမငိုပါနာစူစူသားတွန်းကြောင်ကိုလာကလာကီစာမိုးဝဲဝဲကြတဝဲသားချော့တဲ့ချင်းကို အော်ဟစ်ဆိုလာသည့်ကလေးငယ်တစု သူတို့လက်ထဲရှိခမောင်းများထဲတွင်လည်းမိုးရသည့်အတွက်ဟင်းအတုအမြုပ်စားစရာ အသည့်ရွယ်ပေါင်းစုံတောထဲတွင် အလေးကြောက်ပေါက်သည့်တညင်ရွက်ကောလန်ကောဝဲကြောက်ပိန်ကြီးဦးမြစ်တို့ကိုတော်တွင်နေရာအနက်မှခူးယူလာကြခြင်းပင်ဟေးကြားရီစင်တွေအကြောင်းမဆိုကြပါနဲ့လားကြောက်ဖို့ကောင်းပါတယ်ခလေးတစုတွေအကြီးဆုံးဖြစ်သည့်မိုးကြီးကပတ်ချာလေမှတော်ကြီးတောင်ကြီးကိုကြီးကပြောလိုက်၏ ်မမမိုးကြီးကလည်းကွန်မြူနတီမီမဟုတ်တဲ့အတိုင်းပဲဒါတွေကိုကြောက်နေသေးတယ်ပြီးတော့သားတို့အုပ်စုထဲမှာမမမိုးကြီးကအကြီးဆုံးမိုးကြီးတဲ့အသက်နှစ်နှစ်ငယ်သည့်ရန်နာဤအပျော်ကြောင့်ကြံကလေးများကမိုးကြီးကိုဝါရင်လိုက်ကြသည်ဝုန်းမိုးကြီးဤစကားပင်မဆုံးလိုက်သူတို့ဥတီသွားနေသောစကံပဲရှိရာအယမအတန်ကျဲကြီးမိုးကြီးတီလိုက်ပြီစစ်တပ်ကမိုးကြီးတို့စကံကိုဝင်တိုက်လိပြီ ပြီးခဲ့သည့်နေမြောင်အတွင်းမိုးကြီးသည့်တဝဲအမျိုးသမီးတမတ်ကောင်မှမိခင်ဖြစ်သူဒေါ်ရီရီနှင့်အတူတဝဲတရက်ချောင်းလောင်လုံးကံပေါင်းမျိုးနှင့်အနန်းရှိ တနင်္သာရီတိုင်းပမာပြည်ကမြနစ်ပါတီစခန်းများစွာသို့လက်ပတ်ရှောင်းတိန်ခဲ့ရသည်ထိုကာလတလျှောက်စစ်တမလာရောက်တိုက်ခိုက်သည့်အခါမိသူပီအန်ဒရယ်ကင်အောင်ကာကွယ်ရမည်နည်းကိုမိခင်ဖြစ်သူကမိုးကြီးအောင်တဖွာဖွာပင်တင်ပေးခဲ့ပြီးသား အားလုံးမြေကြီးပေါ်မှာဝစ်ကြလာကြဝစ်တဲ့ကလည်းလက်နှစ်ဖက်ကိုရင်ဘတ်နှစ်ဖက်ကိုရင်ဘတ်အောက်မှာထားပြီးတော့မြေကြီးနဲ့ကတ်ကြကလေးအုပ်စုအတွင်အကြီးဆုံးဖြစ်သည့်မိုးချီကလက်ဘဝနှစ်ဖက်ရင်ဘတ်အောက်တွင်ရှက်လျက်မြေကြီးတွင်ဝမ်းလျောင်းမောက်ပြားလိုက်သည်လက်နှစ်ကြီးများမြေပြင်သို့ကြာပါကမြေပြင်တုန်ခါမှုကြောင့်နှလုံးကိုပြင်းပြင်းထန်ထန် မထေခိုင်စီရန်လက်နှစ်ဘက်ကိုရင်ပတ်နှင့်မြေကြီးကြားခုခံကာထာရမည်ဟုမိခင်ဖြစ်သူကမာထာဖူဒီကိုကလေးများကလည်းတော်ပုံတို့ဤသားသမီးများမှုအခြေအနေနှင့်အချိန်ခါတိုင်းလိုက်နာကြသည်တနက်ပြည့်တံမြောင်စတိုက်ကြရဤအော်ဟစ်ဆဲဆိုတံမြောင်လက်နှစ်ကြီးပြက်ကတ်တံမြောင်သွေယူသွေတံအော်ဟစ်တံမြောင်နာနာချင်းချင်းအော်ဟစ်တံမြောင်ခလန်းလန်းတွင်ရှိနေသည့်စကန်းစီမှထိုတံမြောင်ကို မိုးရီများဆူဆူရွှဲနေသည့်ကြားမှမိုးချီနာဆွဲနေမိသည်အမေအမေမိုးချီနှုံမှ အာကိုရမိခင်ကိုရေရွတာတော်လိုက်၏1948ခုနှစ်ဦးနှုတ်ဤဖက်စာပလအစိုးရနှင့်တခင်တန်ထွန်းဤဗမာပြည်ကွန်မြူနတီပါတီတို့အကြားသဘောထားကွဲလွဲမှုများပုံမိုကြီးမာလာခဲ့သည်1948ဖေဖော်ဝါရီလအတွင် ်ဗမာကွန်မြူနတီပါတီမှကြောတောင်းနောက်ခံပေးထားသောဗမာနိုင်ငံလုံးဆိုင်ရာ အလုသမားသမဂ္ဂမှစတင်ကဖဆပလအစိုးရကိုဆန့်ကျင်ဆန္ဒပြခဲ့သည်လက်ဝဲအဖွဲ့စည်းအစုံပါဝင်လာသောကြောင့်လူအင်အား9000ကျော်ထိဖြစ်လာပြီးတပိတ်မှကြီးထွားလာ၏ထို့ကြောင့်ဖဆပလအစိုးရကမတ်လ29ရက်တော်လန်ရီနေ့မတိုင်းမီတွင်စံချောင်းပါခေရလမ်းရှိ ပမာပြည်ကွန်မြူနတီပါတီယုံကိုဝင်ရောက်ဖမ်းဆီးတော်သည် သို့သောဗမာပြည်ကွန်မြူနတီပါတီရုံးတွင်မိသည့်ခေါင်းဆောင်မှရှိမနေကြတော့တို့ချိန်မှစတင်ပြီးမြန်မာနိုင်ငံ၏အင်အားအကြီးဆုံးဖြစ်သည့်လက်ဝဲအင်အားစုဖြစ်သည့်ဗမာပြည်ကွန်မြူနတီပါတီ၏လက်နက်ကိုင်တော်လှန်ရေးကြီးစတင်လာတော့သည်ပြည်တွင်းစစ်ကောင်စားခဲ့ပြီးဗမာပြည်ကွန်မြူနတီပါတီအားဖက်ဆော့ပလာအစိုးရကမတရားအသိအဖြစ်ကြီးညာလိုက်သည့်အခါတနင်္သာရီတိုင်းမှာဗမာပြည်ကွန်မြူနတီပါတီဝင်များသည်လည်းလက်နက်ကိုင်တော်လှန်ရေးစီဦးတည်လာကြတော့သည် ဗမာပြည်ကွန်မြူနတီပါတီမိသားစုဝင် အမျိုးသမီးများအများဆုံးပါဝင်သည့်တဝဲအမျိုးသမီးသမက်ကလည်းမတရားအသိဖြင့်ကြီးညာချင်းခံလိုက်ရတော့သည်1300ပြည့်အရေတော်ပုံကာလ1938ခုနှစ်ကလေးကတဝဲစည်းကြီးတမက်ကအဖြစ်စတင်ခဲ့သည်တဝဲအမျိုးသမီးတမက်ကမှ ထို့အချိန်မှစတင်ပြီးတဝဲခရိုင်ဗမာပြည်ကွန်မြူနတီပါတီနှင့်အတူမြေအောက်တော်လှန်ရေးအဖွဲ့အစည်းတရက်အဖြစ်ရောက်ရှိသွားတော်သည် ပတ်စပလအစိုးရ၏တံများလိုင်းလံချီမုံမူအောက်တွင်တဝဲအမျိုးသမီးသမက်ကဥက္ကဋ္ဌဒေါ်မတင်ကြီးဒုဥက္ကဋ္ဌသခင်မဒေါ်မစိန်အထွေထွေအတွင်းရေးမှူးသခင်မမတ်တင်စိန်တို့ကအင်အားစုများစုစည်းကတဝဲလောင်လုံးတရက်ချောင်းကံပေါင်းမျိုးနှင့်အတွင်းရှိတော်တိုက်များအတွင်တို့တင်ဆောင်ခဲ့ကြရသည် အစပိုင်းတွင်တဝဲကွန်မြူနတီပါတီတက်များစကန်းချော်ရနေရာများတွင်တဝဲအမျိုးသမီးသမက်ကားပါတွဲဖက်နေထိုင်ခဲ့ကြ၏နောက်ပိုင်းတွင်တဝဲအမျိုးသမီးသမက်ကားသည်ကွန်မြူနတီပါတီ၏သဘောထားရေးရာများအောက်တွင် ရှိမနေပေတီချောင်းအဖွဲ့အစည်းဖြစ်သည့်ဟူသောယုံကြည်ချက်ကြောင့်ပါတီတက်များနှင့်ပူတွဲမနေတော့ပဲတက်များ၏နောက်တန်းစကန်းများတွင် ပြောင်းရွှေ့နေထိုင်ကြသည် ပါတီတက်များမှ လုံကြုံရင်ရဲပေါ်အနေငယ်ထားပေးတော်လေအမျိုးသမီးများမှာကိုလုံကြုံရင်ကိုတာဝန်ယူကြရ၏ရိတ်ခအတွက်လည်းဗမာပြည်ကွန်မြူနတီပါတီမှထောက်ပံ့သောရိတ်ခအနေငယ်အပြင်မိမိဘာသာတောင်ယာခုတ်တောင်ငါရှာစားကြရ၏လုံကြုံရင်အရာတနေရာတွင်စက္ကန့်ချလီ အများဆုံး3လသာနေရာပြီးအ ਨੇ ဆုံးရပိုင်းမှာသာ နေရာသည့်စက္ကန့်များလည်းရှိသောကြောင့်ပင်ပန်းဆင်းရဲမှုကအတည် စစ်တပ်မှဒုစစ်ဆင်လာရင်ယောက်ျားသားများနဲ့အတူလက်နက်ကင်ရင်မောင်းတန်းတိုက်ခိုက်သည့်အမျိုးသမီးများရှိတဲ့ကဲ့သို့ကလေးငယ်များမိသားစုများကိုဘေးလွတ်ရာသို့ဦးဆောင်ပြေးလွှားပုံကိုရသည့်အမျိုးသမီးများလည်းရှိကြသည်ထိုကာလများအတွင်းစစ်တပ်သည်ကွန်မြူနတီများ၏ပြောက်ကြားခုခံစစ်ကြောင်းအကြဆုံများနေ၏ထိုကြောင့်နောက်ပိုင်းတွင်စိတ်တန့်ပြပြစီရန်ရည်ရွယ်ပြီးလုံခြုံရေးအင်အားနည်းသည့်အမျိုးသမီးစခန်းများစီတို့ ဥတီတိုက်ခိုက်မှုများပို၍လုံလာလေသည်ယခုလည်းစကန်အားစစ်တပ်မှဝင်ရောက်စီးနှင်ခံရခြင်းပြီကံကောင်ထောင်းမစွာဖြင့်မိုးကြီးတို့ကလေးငယ်တစုမှရိတ်ခအတွင် တော်တွင် အတူအမျိုးအရွက်များကို ရှာဖွေရမှ ပြန်လာခြင်းဖြစ်သည့်ဖြင့်စကန်တို့မရောက်ကြသည်စကန်တွင်တိုက်ပွဲက ပြင်းထန်နေခြင်းပြီတမီလီမိုးကြီးငါတမီလီ စခန်းစီမှာလက်နဲ့တမ်းများကြားလိုက်သည်နှင့်ရည်ရည်သည်လက်ထဲတွင် ကင်ထားသောပေါတူးကိုပြချလိုက်၏သူမသည်တမက်ကအမျိုးသမီးသုံးနှင့်အတူတောင်အောက်ရှိတောင်ရစဘာခင်တွင်ရောက်ရှိနေခြင်းပင်ရည်ရည်ကစဘာဆိုင်ကွင်းဘေးတွင်ထောင်ထားသည့် rifle တနက်ကိုအပြေးလွှားယူကမောင်းတင်လိုက်၏ရည်စွတ်တက်မသွားနဲ့လေရန်သူအင်အားများပုံမဲအချင်းဒီစောင့်ကြည့်ပြီးတော့ဆုတ်ကြတာပေါ့ မဆိုင်စကမ်းမကျမသမီးလေးချမ်းခဲ့တယ်လေမဆိုင်နည်းနည်းစောစောရည်ရည်စကမ်းမထလာပြီးတောင်ယာစင်ချင်းတွင် မိုးကြီးမှအိမ်မောကြာနေစေပင်ရှိသေး၏တဲချင်းကလေးမရေပေါ်မှာတူဖြစ်သောမတ်သွန်းစီအားသမီးလေးဖြစ်သူကို ကြည်ထားရမှကြားကထွက်လာခဲ့ခြင်းပင်ကြံရေပေါ်မှာများတားနေသည့်ကြားမှာရည်ရည်သည့်ရိုင်ဖယ်သနက်ကို ကြည်ကြပအောင်စော်လေးရဲ့စကန်းကုန်းစီသို့ပြန်တက်လာခဲ့၏ဖောင်း ။တမီဆုံးဖြင့်ပြေးတက်လာသောရီရီဤနေရဖြားစီမှကြည်စံကအရှိန်ဖြင့်ဖြတ်သွား၏။ရီရီကမြေကြီးပေါ်ဝေချပြီးရိုက်ဘဲကိုအသင်ပြန်လိုက်သည်။တပုံမလက်နဲ့ချစမ်း။တိတ်ခြင်းလို့လား။ကြည်စံလာရစီတို့ရီရီကြည့်လိုက်သည်။သူမပလဲတွင်တနက်ကိုစီဖြင့်စစ်သားများထိုအချိန်တွင် သူမကျော်ပေါ်သို့စစ်ပနက်ခွာတစ်ခုကအရှိန်ပြင်းပြင်းဖြင့်ကြာရောက်လာသည်အာ ။သူမကျော်ကို ခြေထောက်ဖြစ်နေတာသူကသူမလက်ထဲမှာတနက်ကိုပါဆွဲယူလိုက်။ညင်ညင်နေစမ်း။နောက်စေပွင့်သွားမယ်။ဟဲ့ကောင်လေး။ဒီကောင်မကိုကျိုးလာတော့ကြစမ်း။ခြေတံများကြာရသည်။ရီရီကျော်ပြင်ကိုနင်းထားသောခြေထောက်ကရီရီကောင်ကိုနင်းချလိုက်၏။ရည်ကြီးဆူဆူတဲ့တွင်ရီရီဤမျက်နှာတစ်ခုလုံးနှင်ဝင်သွားသည်စစ်သားနှုတ်ကရီရီဤလက်အားခက်ချမ်းချမ်းပင်ချိုးတုံလိုက်ကြသည် ရီရီနှကောင်းထဲသို့ရှွန်းပွက်များတိုးဝင်လာကြ၏။ရီရီအသက်ရှူကြက်လာပြီ။ပါဇက်ကိုအနေငယ်ဟာက အသက်ရှူကြည့်သည်။လေချောင်းထဲသို့ရှွန့်ရီများတိုးဝင်လာပြန်၏။ကျိုးတို့ပြည်သည့်အခါမှခေါင်းကိုနင်းထားသည့်ခြေထောက်ကကြွပေးသွားသည်။ရီရီနှကောင်းနဲ့ပါဇက်ထဲမှရွှင်ရည်များမြေပြောပြောများပြန်ထွက်လာကြသည်ထဆန ချိန်မရှိဘူးစစ်သားတယောက်ကစောတိစုပ်ပွားဖြစ်နေသောရီရီဤစပင်များကိုစောင်းဆွဲတိုင်းဤရီရီမတရက်ပြီးပဝင်းချင်းကိုအကဲခတ်လိုက်သည်မြေကြီးပေါ်တွင် ပုံစံအမျိုးမျိုးဖြင့်ပြန့်ကျင်တည်ဆုံနေကြသော အလောင်းများသူအလူလူဖြင့်အသက်ပြောင်းနေသောရဲဘော်အချို့စကံတွင်ကျန်ရစ်သောအမျိုးသမီးအချို့ထို့နောက်တစ်ပင်တစ်ပင်အောက်တွင်စုပုံထားသောခလေးအလောင်းအချို့သမီးမိုးကြီးသမီးလေး ရီရီကရှိသမျှအကုံသုံးကားအော်လိုက်သည်တိတ်တိတ်နေစမ်းဟာဒီကောင်မသူမ၏နောက်ကျော်တို့စေဖနက်ဖြင့်ခက်ပြင်းပြင်းဆောင်ကန်ချင်းခံလာရပြန်၏ရီရီမြေကြီးပေါ်သို့လဲကြောင်မတက်ဖြစ်သွားသည်တွားဟိုမှာတွားနေစစ်သားညွန်ပြားရာတို့ရီရီကြည့်လိုက်သည် သူကဲ့သို့ပင်လက်ပြန့်ကြိုးတုတ်ခံရလျက်မြေကြီးပေါ်သို့လဲကြောင်နေသော အမျိုးသမီးနှုတ်ဦး မမမြင့်ဟင်မမတင်တမက်ကခေါင်းဆောင်အမျိုးသမီးနှစ်ဦးဖြစ်သောမသိန်းတင်နှင့်မမြင့်မြင့်တို့ရီမျက်နှာတွင်ဖူယောင်တန်ရာများဖြင့်တွေ့အလိုလိုဖြစ်နေသောမသိန်းတင်က သူမနာမည်ကိုကပ်ပေါပါခေါ်သည်မမြင့်မြင့်ကတော့ပကုံးတစ်ဖက်တွင်စုပ်ပွားထွက်နေသောတန်ရာကြီးဖြင့်လဲလျောင်းညင်ညူလျက် ကျမသမီးလေးမူကြီးမူကြီးကိုတွေ့မိကြလားဟင်မူကြီးကိုမသိန်းတင်အောင်ပေါမပြန်မပြောမူကြီးကရန်နိုင်တို့နဲ့ဟင်းရွက်ကိုထွက်သွားတယ်ဟိုထဲမှာတော့သူတို့မပါဘူးသိကြတယ်တန်ရရထားသောမမြင်မြင်ကတီဆုံးနေကြသည့်ကလေးများထန်တို့လန်ချီလေးရဲ့အာယုရင်တလုံးချင်းပြောလိုက်သည်ထိုအချိန်တွင် ကလေးအရွယ်ယောက်ျားလေးတဦးနဲ့မိန်းကလေးတဦးကိုစစ်သားများကခြေထောက်မှတရွဆွဲလျက်ခေါ်လာကြသည်ကိုရည်ရည်လန်းတွေ့လိုက်ရ၏။သမီးလေးမိုးကြည့်လား။သမီးလန်စောတကူကရည်ရည်လေးမျိုးကိုလာထောက်ထားလိုက်သည်။ကလေးနှစ်ဦးကို သူတို့ကြားရဲသို့စစ်သားများကပြစ်ထည့်သွားကြ၏။ရှော့လူလူဖြစ်နေသောမိန်းကလေးငယ်နာကိုရီရီကတိုကက်သွားသည် ။တမီလေးမိုးကြီးမိုးကြီး तू မိုးကြီးမဟုတ်ဘူးတော်လေးကြီး။ယောက်ျားလေးထမအသံအဲ့အဲ့ထွက်လာ၏။ဟင်ရန်နိုင်တာမိုးကြီးရောမိုးကြီးရောဟင်။ตาလည်းမသိဘူးတော်လေး။စစ်သားတွေတော်နေပြီရောက်လာတော့ตาတို့လည်းခြေဦးတက်ရအောင်ပြင်းရင်နဲ့လူစု꿰သွားကြတယ်။သူတို့တနက်တွင်နေလဲပြကြတယ်။ တေတဲ့လူလဲတေကုန်ပြီရန်တော်ကြီးစကားအဆုံးတွင်ရီရီကောင်းငိုက်ဆိုင်ချသွားသည်ဟေးအလုံးထဆန်းထဆန်းဘူကြီးကမင်းတို့ကိုမေးကြရှိတယ်ရီရီမျက်လုံးရှည်တဲတဲသို့ရောက်လာသောလန်စုံများတနက်ပြောင်များစစ်ဖနံများဟုတ်ကဲ့ပါရှင်နောက်တစ်ပိုင်းကိုလည်းဆက်လက်ဖက်ပြပေးဦးမှာမို့ဆောင်းမြော်ပေးကြပါအောင်နော် နောက်ဆက်ပြီးကြကြရတယ်။အယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နော်။မျိုးမိသားစုဝင်များအားလုံးလည်းဒီကင်းလို့လုံးကြုံကြပါစေရှင်။